ထိုင်းနိုင်ငံထောက်ခရိုင်တဲကိုတရားမဝင်ဝင်လာတဲ့မြန်မာနိုင်ငံသား36ဦးကိုဒီကနေ့နိုဝင်ဘာလ19ရက်နေ့မနေ့မှာထပ်ပြီးဖမ်းဆီးရမိတယ်လို့သိရပါဗျ။မြန်မာနိုင်ငံရွှေကိုကိုဒေတာမှာကြားဖြတ်လုပ်ငန်းတွေနှိမ့်နှင်းခံရပြီးနောက်ပိုင်းတရားမဝင်ဝင်လာတာတွေကိုဖမ်းဆီးနိုင်ဖို့ထိုင်းနိုင်ငံခြားဆောင်တပ်ကထပ်ခရိုင်မလမတ်ဒေတာနန်စတိရှောက်ကိုတင်းတင်းကြပ်ကြပ်ကင်းလက်နေချိန်လက်ခွင်းထဲမှာဖမ်းမိခဲ့တာပါ။ ဖန်စီခံရသူတွေထဲမှာအမျိုးသား20ဦးအမျိုးသမီး16ဦးပါဝင်ပြီးအလုံးဟာထိုင်းနိုင်ငံထဲကိုလှေနဲ့တရားမှုဝင်ဝင်လာကြသူတွေဖြစ်တယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံသားတွေကစမုတ်စခွန်ဒေသကိုသွားဖို့ဝင်လာကြပြီးပွဲစားတွေလောက်ခွန်မဲ့အချိန်ကိုစောင့်နေချင်းဖန်စီခံရတာဖြစ်ပါတယ်။အဖမ်းခံရသူအလုံးကိုရွာတကြီးအိမ်ခေါ်ဆောင်သွားပြီးမလမရဲစခန်းကိုလက်ပြောင်းကဥပဒေအရအရေးယူသွားမှာဖြစ်တယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ နိုဝင်ဘာလ18ရက်နေ့ကဖူခတ်ကိုတရားမဝင်ဝင်လာတဲ့မြန်မာနိုင်ငံသား19ဦးနဲ့ကံဖန်ဖက်ခရိုင်မှာမြန်မာနိုင်ငံသား58ဦးအဖမ်းခံရတဲ့အပြင်နိုဝင်ဘာလ15ရက်နေ့ကလည်းကချင်နောက်ဘူရီကအင်တာဆောင်မှာရှိနေတဲ့မြန်မာနိုင်ငံသား29ဦးအဖမ်းခံလာရသေးပါတယ်။ဒါကြောင့်၅ရက်အတွင်းမှာပဲထိုင်းကိုတရားမဝင်ဝင်လာတဲ့မြန်မာနိုင်ငံသား150လောက်ဖမ်းဆီးခံရတာဖြစ်ပါတယ်။